နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれအော်ဒူဘာလာ16ရက်ဇာတာပတိနေ့ 116ခုမြောက်သောဇာလံအပိုင်ငယ်169မှ186ဩတာရပြာအကျွန်ုပ်အော်ဟစ်တန်သည်ရှိတော်သူရောက်ပါစေသောနှုတ်ကပတ်တော်အတိုင်းဉာဏ်ကိုပေးသနာတော်မူပါအတနာခံသောစကားသည်ရှိတော်သူရောက်ပါစေသော ပြားလိုက်တော်အတိုင်းအကျွန်ုပ်ကိုကယ်နှုတ်တော်မူပါအထုံးဖွဲ့တော်တို့ကိုတုံ့တင်တော်မူသောအခါအကျွန်ုပ်ဤနှုတ်သည် ကြီးမွန်ခြင်းကိုမွှဆိုပါမည်အလုံးစုံသောပြည့်ညတ်တော်တို့သည် ဖြောင့်မတ်ပါသည်ဖြစ်၍အကျွန်ုပ်ရှာသည်ဗျာဒိတ်တော်ကိုတခြင်းဆိုပါမည်ကိုရောဤဥပရေသမြာကိုနှစ်သက်ပါသည်ဖြစ်၍လက်တော်သည် အကျွန်ုပ်ကိုမာဇာပါစေသောအိုသာရဗျာကဲ့တင်တော်မူခြင်းယေရှုကိုအကျွန်ုပ်တောင့်တပါ၏တရားတော်သည်လည်းအကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏အကျွန်ုပ်သည် အသက်ရှင်၍ကိုရောကိုချီးမွမ်းပါစေသော စီရင်တော်မူချက်တို့သည်အကျွန်ုပ်ကိုမာစာကြပါစေသောပျောက်သောသူကဲ့သို့အကျွန်ုပ်သည်လမ်းလွဲပါပြီကိုရောဤဂျုံကိုရှာတော်မူပါအကျွန်ုပ်သည် ပြည့်ညတ်တော်တို့ကို မမေ့မလျော့ပါ ြောက်တော်သူကဲ့သို့ကျွန်ုပ်သည်လမ်းလွဲပါပြီကိုတော်ဤကျုံကိုရှာတော်မူပါကျွန်ုပ်သည်ပြည့်ညတ်တော်တို့ကိုမမေ့မလျော့ပါတရား၁၉ခုမြောက်သောစာလံအပိုက်186ဖျားသခင်ကလိုက်လံရှာဖွေခြင်းဒေးဗစ်အတယ်ဒီလမ်းကြောင်းရှာဖွေမှုဆိုင်ရာ စိတ်ဤသိမှုပေဒ navigation cognitive goal လေလာသောသိပ္ပံပညာရှင်တဦးဖြစ်တော်လေပထဝီဝင်တီနီယာလမ်းကြောင်းရှာဖွေရာ၌သူ့အတွက်အခက်အခဲများရှိခဲ့သည်ဤပြဿနာသည် သူ့အတွက်ပြဿနာအသည့်ဆံမဟုတ်ပါ သူသည်33နှစ်သားအရွယ်တွင် တောင်တက်ခရီးစဉ်တစ်ခု၌နှစ်ရက်ခွဲကြာလမ်းပြောက်ခဲ့ဘူးသည်ဘဝတွင်ရိုးရှင်သောလမ်းညွှန်ချက်များနှင့်ပတ်သက်၍သူညံ့ဖျင်းနေစေဟုအတယ်ကဝန်ခံသည် သို့သောအချို့လူများသည် မွေးရာပါလမ်းညွန့်သူများဖြစ်ကြပြီးသူတို့ရောက်နေသည့်နေရာနှင့်သူတို့သွားလိုရာသို့ညီတို့သွားရမည်ကို အတိအကျသိရှိကြသည်အချို့လူများမှမူအတဲကဲ့သို့ပင် ရှင်လင်းသောလမ်းညွန့်ချက် ရှိလင့်ကစားရုန်းကန်နေရပြီးမကြာခဏလမ်းပြောက်တကြသည်ဆာလန်ဆရာသည်လည်းပျောက်သောသို့ကဲ့သို့အကျွန်ုပ်သည်လမ်းလွဲပါပြီ ကိုရောဤဂျုံကို ရှာတော်မူပါ အကျွန်ုပ်သည်ပြည့်ညတ်တော်တို့ကိုမမေ့မလျော့ပါဟု၍လမ်းပြောက်ချင်းကြောင့်ရှုပ်ထွေးမှုကို ခံစားခဲ့ရပြီးသူ့ကိုယ်ကိုလမ်းလွဲနေသောသိုးတကောင်နှင့်နှိုင်းရှင်ခဲ့သည်သိုးများသည်အဖိုးတန်သတ္တဝါများဖြစ်နိုင်တော်လဲ၎င်းတို့သည် မနာခံတတ်သည့်ဇယိုက်ရှိသည်ဟုနာမည်ကျော်ကတခါတည်းံသိုးရင်းထံမှထွက်ပြေးတတ်သည်ဖြင့်သူတို့ကိုကဲ့တင်ရန် လိုအပ်လာသည်ဆာလံဆရာ၏ဝိညာဉ်ရေးလမ်းညွှန်မှုစွမ်းရည်များ ယိုယွင်းလာပြီးဝိညာဉ်ရေးလမ်းကြောင်းရှာဖွေမှုစွန့်ရည်သည်မှေးမိန်လာခြင်းကြောင့်ဖျားသခင်သည် သူ့အားလိုက်လံရှာဖွေကာပိုင်းခြားသိမြင်နိုင်သောစိတ်ကိုပေးရန်လိုအပ်ခဲ့တော်သည်ဖျားသခင်၏ဂိယုပြုမှုအောက်မှကျွန်ုပ်တို့လမ်းလွဲသွားသောအခါသူသည်ကျွန်ုပ်တို့ကိုလိုက်လံရှာဖွေပြီးအထံတော်သို့ပြန်လည်ခေါ်ဆောင်သည့်အထိကျွန်ုပ်တို့အားကြွယ်ဝစွာချစ်တော်မူသည်စံစာကိုနားလည်ရန်နှင့် ပြည့်ညတ်တော်အားလုံးကို လိုက်နာနိုင်အောင်ကိုတော်ကကျွန်ုပ်တို့အားမဆာလျက်ရှိသောကြောင့်ဝိညာဉ်ရေးလမ်းပြောက်ခြင်းကိုကျွန်ုပ်တို့ရှောင်ရှားနိုင်ပေသည်တင်ဒီဖျားသခင်နဲ့သူ၏ဉာဏ်ပညာတော်မှမြည်တို့လမ်းလွဲသွားခဲ့သည်နီ ယနေ့တွင်ကိုရောဤညွန်ကြားချက်ကိုသင်မြည်ခဲ့သို့မှတ်မိနိုင်မည်နီကျေးဇူးတော်ရှင်ဖျားသခင်ကျွန်ုပ်သည်ပျောက်သောသိုးကဲ့သို့အာယုံပြောင်းလွယ်ပြီးလမ်းလွေသွားတတ်ကြောင်းသိမှတ်ဝန်ခံပါ၏ကျွန်ုပ်ကိုကိုရောထံပါသို့ပြန်လည်ဆွဲခေါ်တော်မူပါသခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင် င်းစဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။